မင်္ဂလာတဲ့အောင်မင်္ဂလာပါရှင် NG YouTube Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်မဆက်လက်ပြီးဖတ်ပြပေးချင်တာကတော့စုံမလေးကီကီရဲ့အခန်းဆက်ဝတ္ထုလေးပဲဖြစ်ပါလိမ့်ရှင်လိုက်ပါခန်းစားနားဆင်ပြကြပါဦးရှင်တွင်ဦးတန်စင်ကိုဆောင်ကျင်းပေးတဲ့ကီကီဒီစဉ်စတိုင်ရာဒီဥတုမှာအိစိန်နေသည်ជីဂျီကထိုင်ခုံတွင် ခွေလိမ့်နေရင်းမှညှဉ်းညူလိုက်သည်ဆောင်ရွက်တွေကရှည်လိုက်တာ ဒီထက်သာဆက်ပြီးအေးနေမယ်ဆိုရင်တော့ငါတော့ကြောင်ပြစ်ချင်စိတ်တောင်ရှိတော့မယ်မထင်ဘူးမခံနိုင်တော့ဘူးဟဲ့ကြောင်မဖြစ်ချင်လို့နေကဘာဖြစ်ချင်လို့တော့နေ့မွေးတွေကတော်တော်ကိုလှတာကီကီကជីជីအီကျော့ကိုပတ်သက်ပေးလိုက်သည်နေကအေးတဲ့စိတ်နဲ့ပဲပြောနေတာတိုက်လာတဲ့လေတန်ကပြောင်းနေနေပြီနွေဦးမှာတိုက်ခိုက်တတ်တဲ့လေညင်းလိုဖြစ်နေပြီဟာအင်းဟုတ်တယ်နွေဦးလေးပြေးပြီးတိုက်နေကြတာတိကြပါရဲ့ငါတော့ မိမိကိုမကြခင်တွေ့ရတော့မယ်။ဒါပေမဲ့တညီညီတညွညွနဲ့စူပုတ်ပုတ်ဖြစ်နေတဲ့သူတွေကတော့ဒီလိုຫນွေဦးလီပင်မျိုးကိုခံစားမိမယ်မထင်ပါဘူးနော်။ကြည်ကြည်တီသူ့မျက်နှာကိုအရှိတ်မြားဖြင့်ဖုံးခွက်ထားလေသည်။သို့တော့သူ၏ချစ်စရာကောင်းသောနရွက်ကလေးတစ်ဖက်မှာထောင်လာပြီးကလလုတ်လုတ်ခတ်နေသည်။ ံကမြည်လာသည် ကီကီကောက်ကန်နေသောအခါတစ်ဖက်မှပြာရာခတ်နေသည့်အတန်ဖြစ်ပြောလာသည်ဟယ်လိုဟယ်လိုကြည်ကြည်စုပြုပြီးမြင်မြလေးလာပေးပါခင်ဗျာဘုရားကြီးကိုလာပေးပါကိုရီကိုဘုရားယုံကြည်ကိုပြောတာပါ စက်တိုက်ပြောပြီးတကလာ ဖုန်းကြသွားလေသည်အလုပ်အပ်တဲ့သူတွေကလည်းနော်ဂျင်းနေကြက်တဲ့အခြေအနေရောက်မှဘာကြောင့်များငါစီရောက်လာကြတယ်လဲမသိဘူးကီကီကရေကြွလိုက်သည်ဘုရားယုံတို့သူမရောက်သွားသောအခါ ရုံပိုင်ကြီးကလှက်ပြပြီးអော်ပြောသည်ဒီဒီမှာပါញញလေးလာပါអូនသူ့အနားတွင်အနေရောင်တူညီဝှစုံကိုထားချပြီးတစ်ချောက်ပင်များနေတူသောပိန်ပိန်ပါပါလူရှိယောက်ကရှိနေသည်သူတို့အရှိတွင်တပြက်စီပြန်ကိုဆင်းတက်လိုက်သောအခါသူတို့ပုံစံကအံ့ဩဟန်မပြန်ရုံပိုင်ကြီးကသာကြောက်ခမန့်လီလီမျက်လုံးများဖြင့်ဆူးဆိုင်ကြည့်နေကြသည်ဒီဒီကလူကြီးမင်းတွေဟာဂီတသမားတွေဖြစ်ကြပါတယ် ရုံပိုင်ကြီးကရှင်းပြရန်စပြောလိုက်တော့လေမိဝင်ဝင်တောက်နေသောမျက်လုံးများနဲ့လူတစ်ယောက်ကသူ့ကိုစကားဖြတ်ပြောလိုက်သည်ဝါရင်တပါရင်ဂီတအမှုပညာရှင်တွေပါအိုးဟုတ်ပါတယ်ជីညိုတံပိုးထား၄၀အတော့ဂီတပညာရှင်ကြီးတွေဟာဆိုရင်ဖြင့်ဒီနေ့နေ့လည်းပိုင်းမှာဇက်ယုံပြင်ပဖြိုဖြူမှုတရက်ကိုတင်ဆက်သွားဖို့ရှိပါတယ်အမလီနော်တလောက်အေးစိတ်နေတဲ့ဟာကီကီကအမေတိတ်တံပီးသည်ပြင်ပဖြိုဖြူမှုဆိုတော့ ပြင်ဖက်မှာလုံမှာပေါ့ဟုတ်တယ်ဟုတ်သူလူသည်လေချောင်းကိုတစ်ချက်ရှင်းလိုက်ပြီးရင်ကိုကော့ပြလိုက်သည်ဒါကအတိတ်ကချက်ပဲဘာကြောင့်လဲဆိုတော့ငါတို့ရဲ့ဂီတဟာမင်းတို့ရဲ့နှလုံးသားကိုလွင်ထွေးစေလိုက်မယ်ဒါကြောင့်ဒီပွဲကိုလွေဦးကိုလက်ရက်ခေါ်ခြင်းလို့နာမည်ပေးထားရတာပဲဒီမြုပ်ခန္ဓာရဲ့တောတယုံအာကောင်းတော့မကောင်းတော့ဆိုတာပေါ်မှာတော့မူတီသေးတာပေါ့လေဒါပေမဲ့အခုတော့ငါတို့မှအရေးကြီးတာတွေပျောက်နေတယ် ဟုတ်ဟုတ်ပါတယ်ကလေးမရေပြဿနာကယထာတွဲဆောင်ပေါ်တာတွေကဒီကကြီးညိုစရာကောင်းတဲ့လူကြီးမင်းတွေရဲ့တံပိုးကြီးမားလာတဲ့ဂီတတူရိယာပစ္စည်းတွေကိုယထာပေါ်ကနေတဲချပေးဖို့မိသွားခဲ့တာပဲတော်တော်လေးရှက်မိပါတယ်ရုံပိုင်ကြီးသည်သူ့ရဲ့အုတ်ထက်ကိုချွတ်ပြီးနဖူးမှချွေးတို့ကိုတုပ်လိုက်သည်ကီကီသည်အနီးတဝိုက်မှယထာတွဲဆောင်ဖြစ်ဟန်တူသောလူနှစ်ယောက်အားခေါင်းများငုပ်လျက်ရက်နေကြသည်ကိုမြင်လိုက်သည် ခပဲ။သူမသည်ယထာထွက်သွားရာတန်လန်းကိုခုံဆွခုံဆွဖြစ်ကြည့်နေမိသည်။ဟုတ်တယ်။တကယ်တကယ်ဒုက္ခပါပဲ။ယထာပေါ်မှာသူ့ရဲ့တူရိယာကပါသွားကြပြီ။ဒါဒါဆိုရင်နောက်ရမယ့်ဘူတာကိုမျက်မျက်တွတ်တွတ်ဖုံးဆက်ပြီးအကြောင်းချတော့လေ။ကျွန်တော်သွားပြီးယူလာခဲ့ပါမယ်။ခက်တာကယထာကအမြန်ယထာဖြစ်နေတယ်ခလေးမရဲ့ဒီဘူတာမှာရက်ပြီးတာနဲ့ခရီးအဆုံးအထိတောက်လျှောက်ပြီးတော့မှဖြစ်တယ်။ ယူပိုင်ကြီးကစိတ်တော့ကရောက်စွာဖြင့်ရှင်းပြလိုက်သည်ဒါဒါဆိုရင်ကျမကဘာလို့ပြရမှာလဲသူဟာဒီရဲ့ရထားရဲ့ပရင်းပေါက်ခံတွေတူရိယာတွေကိုတဲထုတ်လာပေးဖို့ဖြစ်နိုင်ပါမလားပုံတော့နောက်ဆုံးရထားတွဲမှာပဲတူရိယာတွေကိုတင်ထားတာပါအိုးဘာလို့ဖြစ်နိုင်ပါလဲကေကေသည်လူအပ်တီထက်အတန်ပုံ၍ကျေလောင်သွားလေသည်ဒါဒါပေမဲ့အရင်ကတော့ဖြစ်ခဲ့ဖူးပါရဲ့တခါတော့ကလူတစ်ယောက်ကရထားပရင်းပေါက်ခံတွေခိုးဝင်ပြီး က်ဆန်တွေအထုတ်လိုက်ခိုးသွားဘူးတယ်။အဲ့ဒီလိုခိုးဝင်ဖို့ကမစိုးလုံးဘူးလား။ဒါနဲ့ဒီမှာရှိတဲ့တခြားဒုရီယာတွေနဲ့တိခတ်လို့ကမရဘူးလား။ဒီမြို့မှာလည်းရှိချင်ပါပါ။ဦးကြီးလည်းဒီလိုတွေးဖို့ပါတယ်။ဒါပေမဲ့ရုံပိုင်ကြီးသည်ဂီတပညာရှင်များကိုလှမ်းကြည့်လိုက်သည်။ဒီလိုလုပ်လို့ဘယ်ရမလဲ။တယောက်ကထောက်အော်သည်။ဒီလိုစိတ်ကူးကတော့တော့ကိုကိုယောကရနိုင်တယ်။လက်ခံနေစရာအကြောင်းမရှိဘူး။ငါတို့ကအညက်တရ ီတပညာရှင်တွေမဟုတ်ဘူးအညတရတူရိယာတွေနဲ့ပဋိခတ်နိုင်ဘူးကွာလေတိုက်နေတဲ့ဂျားထဲမှာဒီလိုခက်ညံ့ညံ့တူရိယာမျိုးတွေနဲ့ငါတို့ကဘယ်လိုတိမုတ်တင်ဆက်ဖြောဖြေနိုင်ရမှာလဲဂျန်တော့ခုနှစ်ယောက်တည်းသူတို့မျက်ပေါက်ချင်းများနဲ့မျက်မှောင်ကြုံပြီးခေါင်းတိတ်ငိတ်ငိတ်တဘောသူထောက်ခံကြလေသည်သူတို့မှာကမြောက်ပိုင်းကနေတိုက်ခတ်လာတဲ့လေတွေလိုပဲရေခဲတမျှအေးစက်တဲ့မျက်လုံးတွေရှိတယ်ဒါပေမဲ့သူတို့ကတော့ຫນွေဥကိုလက်ရက်ခေါ်ဖို့အတွက် ဂီတပွဲလှုပ်ချအောင်မေတဲ့ကေကေတီတက်ပြင်းချရင်စိတ်ထဲတွေးနေမိသည်ငါတော့ဒီလူတွေကိုသဘောမချပါဘူးငါတော့မြောက်လေပြင်းတဲ့အတွက်စိတ်မကောင်းဘူးជីជីကကေကေခံစားမိတယ်လို့ပင်ရေရွတ်နေသည်ကနဦးကလေးကသူ့တို့ကိုမထုတ်တာခမည်းရဲ့အပြစ်ပဲဗျပိန်ပိန်လူတစ်ယောက်ကပြောလိုက်သည်ငါတို့တွေကကိုရီကိုဘူးသားယုံတော့ဆိုပြီးရှင်းရှင်းလင်းလင်းရေးထားခဲ့တယ် ဒါကြောင့်ငါတို့အမှမဟုတ်ဘူးအပြစ်တွေအားလုံးကခမည်းကြောင့်ပဲယုံပိုင်ကြီးယုံပိုင်ကြီးသည်ကိကိကိုမျောလင်းချက်တရက်တပွဲချိန်နေလေသည်ယထာတွဲဆောင်များကလည်းသူမကိုစိတ်အားငယ်စွာဖြင့်အဝေးမှချိန်နေကြသည်သူမသည်လက်ကိုဆန့်လိုက်ပြီးပခုံးတွန်လိုက်သည်တစုံတူဦးကသူမကိုအာကိုအာထားပြုတ်ပြီးအခုအငြိတောင်းလာလျင်သူမသည်ငင်းစင်တက်သောလူစားမျိုးမဟုတ်ကျမလုံနိုင်မလားမလုံနိုင်ဘူးလားမသိသေးဘူးဒါပေမဲ့ စ조사ပြီးတော့ယထာကိုမိအောင်လိုက်ပါမယ်။မြင့်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 သွားပါတော့။တယောက်ကအမိန်ပေးလာသည်။အချိန်မရှိတော့ဘူး။ငါတို့ရဲ့စက်ပွဲရုံအပြင်ဘက်မှာစောင့်နေမယ်။၃နာရီအတိမှတည်လာခဲ့။ကြားလား။ KK သည်တုံပြန်ချင်းအလင်းမရှိဘဲပြန်တန်းထွက်ခွာလာခဲ့သည်။လင်းမြန်စွာထွက်ခွာလာပြီးသည့်နှင့် KK သည်ယထာတန်လန့်အတိုင်းတရှိန်ထိုးပြန်တန်းနေလေသည်။တခဏအတွင်းမြို့ဤမြောက်ဖက်အချမ်းကိုဖြတ်ကျော်လာမိသည်။ ထို့နောက်လေခွေးများတောအုံများကိုကျော်လာသည်တတောင်ပြီးတတောင်တလိုင်ကူပြီးတလိုင်ကူဖြစ်မိမရှုခင်းများပြောင်းလဲနေသည်ဟဲ့နင်တကယ်ပဲစတန့်ထွင်နိုင်လို့လားជីကြီးကစိုးရိမ်ပြီးပြောသည်စိတ်မပူနဲ့ဒီလူတွေကတော့တော့ကိုစိတ်ကြီးဝင်နေပြီးအထက်စီဆန်နေတာငါကသူတို့ကိုဇောချွေးပြန်ယူမယ်လှုပ်ချင်လို့ငါပြောတာကတွားနေတဲ့ရထားကိုခုံတက်တဲ့ကိစ္စပါအစ်စ်ပြေပါပါနင်းနဲ့ငါနဲ့ကအတူရှိနေတာပဲ ငါတို့တနည်းနည်းကြံကြတာပေါ့ဟမ်လေးជីជីကအာမရိတ်တားတော်သည်ဟောတွေ့ပြီကီကီသည်တပြည့်စည်းပုံမှထောက်ကုန်ပြီးအော်မိလေသည်အရှိတွင်ယထာဤနောက်ဆုံးတွဲသည်လိုင်ကူရဲသို့အိမ်မြောင်တကောင်ဤအမိကဲ့သို့ဝင်သွားသည်ကိုတွေ့လိုက်ရသည်တွေ့ပြီကွာသူမကအော်ပြီးအမြင့်သို့ပြန်တန်း၍တံကိုဖြတ်ကျော်ကလိုင်ကူအထွက်ကိုတွား၍စောင့်နေသည်ဒီဒီသူပြောတာကတော့ယထာရဲ့နောက်ဆုံးအတွေ့တဲ့ ဒါကြောင့်ငါဟက်ထားခေါမှုပေါ်မှာဆင်းမယ်။နင်ကပွင့်နေတဲ့တကားပေါက်တစ်ပေါက်ကနေတိုးဝင်ပြီးနောက်တွဲတကားကိုငါဝင်လို့ရအောင်ဖွင့်ပေးပြီးတော့မကြာမီတွင်ယက်ထားသည်ချူးချူးဟူသောအော့ဒန်နီတူ ပေါ်လာသည်။သူသည်သူ့မှတပြက်စီကိုယက်ထားပေါ်ဆင်းသက်ရန်ဥတီလိုက်သည်။နင်နင်ကနေရချင်းချင်းလေးပေါ်ရက်မလို့လား။ជីជីကငိုမတက်ခေါ်နေသည်။ ကီကီသည်အောက်သို့ဆင်းသက်ရသည်မှာမြင်းပြလှည့်ဝင်ကြောင်းသူကိုပြောစီရပြီမလို့တော့သူမဆင်းသက်ရင်ချိန်ထားရသောယထာခေါမှုသည်လေထဲလွင့်ပြန်နေသောတိရွတ်ကလေးတရွတ်နှင့်တူနေသည်ဟာကွာငါနဲ့စောပါတယောက်ဖြစ်ပြီးယထာရအောင်ရွတ်နိုင်တယ်မန္တန်လေးတော့မတက်ဘူးတခြားနေမရှိဘူးကီကီသည်ခေါင်းထဲမှကြောက်စိတ်ကိုဖဲထုတ်လိုက်ပြီးစတင်ဆင်းသက်လေတော့သည်လေမြကသူမနှရွက်ကိုဖြတ်တိုးလာတော့ကြောင့်သူမဣစပင်ရော ကြည်ကြည်၏အမိပါထောင်နေသည်မှာမိုးကောင်းကင်ကသူမတို့ကိုအားဆိုင်ဆောင်ဆွဲနေတဲ့ကဲ့သို့ပင်အမလီငါတို့တော့ရထားနဲ့တိုက်ပြီးတော့မယ်ကြည်ကြည်ကအတန်ကိုချစ်အော်နေသည်သို့တော့ကီကီသည်လေဟုံစီးရင်ခနာကုန်းတစ်ပြက်စီကို ထိန်လျက်ယထာခုံမပေါ်တော့ဆင်းသက်လိုက်သည်ယထာသည်ညီတိအရာမြမဖြစ်ပွားခဲ့သလိုပင်ပြေးနေစေဖြစ်သည်ကီကီသည်လက်ခနဲ့ပြေးရင်းလွားရင်းဖြင့် လှုပ်ရှမ်းနေသောရထားတွဲကိုကုတ်တွဲကပွင့်ဟနေသောဗရင်ပေါက်တစ်ပေါက်မှနေ၍အတွင်းသို့ချောင်းကြည့်သည်။သူမသည်ခီးဆောင်အိမ်များတောင်ပေါင်းရပုံပုံထားသည့်နေရာတွင်ကိုရီကိုမျိုးဟုရေးထားသည်ကိုမြင်လိုက်ရသည်။ဟောတွေ့ပါပြီ။ Okay ဂျီဂျီအေးအထဲဝင်တော့မရဘူးငါငါမတော့နိုင်ဘူးပြုတ်ချသွားလိုက်မယ်။ဂျီဂျီကသူ့ခန္ဓာကိုယ်ကိုကြုံပြီးတပြက်စီကိုအတင်းကုတ်တွေထားသည်။မရဘူးနေဝင်မှဖြစ်မှာ။ ကီကီသည်သူ့ကိုခုမှဆွေး၍ပရင်းပေါက်အပွင့်ထဲသို့ထိုးသွင်းလိုက်သည်တန်လန်းတလျှောက်ရှိနေသောတပင်းများမှအကိုင်းအခက်တို့သည်ကီကီကိုကျပွနှင့်ရိုက်သလိုလာရိုက်နေသည်သူမကခနာကိုကိုအပြားလိုက်ဝှက်ချပြီးရှောင်းတင်းလိုက်ရသည်ထို့သောတကိုင်းများမှအတော်မတတ်နိုင်မြေမြေလုံးကြီးကြီးတကားမပေးအောင်သူမက ကိုကိုရှော့ချပြီးအနောက်တကားစီသွားသည်ရုတ်တရက်ရထားသည်နောက်ထပ်နိုင်ကူတဲ့သို့ဖြတ်တန်းသွားပြီး အရာခတ်သိမ်းမှာအမောင်ပကတိဖြစ်သွားသည်။သူမအနာဖြတ်တိုက်သွားတော်လေသည်။ကြောက်မက်ဖွဲရာဟိန်းထားနေသည်။ကီကီသည်လွှင့်ချမတက်ခံစားလိုက်ရသည်။သူမသည်တပြက်စီကိုကြောက်လန့်တကြားဖြင့်ကိုင်ဆွဲထားပြီးယထားပေါ်မှလက်ကင်တဏီယာကိုလိုက်၍ဖမ်းဆုပ်လိုက်သည်။သို့သောဖမ်းဆုပ်နေလျက်နှင့်ယထားခေါမိုးပေါ်မှချောချသွားသည်။ချီချီချီသူမကမပြုတ်ကြအောင်ကုတ်ကတ်တွဲထားပြီးယထားတွဲကိုကန်ကြောက်တော်သည်။ ထိုအခိုက်ယထာတွင်နောက်ဆုံးတကားပွင့်လာပြီးနောက်သူမသည်အတွင်းသို့လှိမ်ဝင်လိုက်သည်ယထာသည်နိုင်ကူထဲမှ ပြန်ထွက်လာပြီးတပ်ပသောအလင်းရောင်များကလည်းပရင်းပေါက်မှပြန်လဲတိုးဝင်လာကြသည်ជីជីသည် ကျမ်းပြေပေါ်တွင်ခြေကားရဖြင့်ကြောက်ပြီးထိုင်နေသည်သူကကိကိကိုအကြောင်းသားချိန်နေလေသည်ယထာတွေ့တဲ့တွင်အိတ်များတောင်းလိုပုံနေသည်သို့သောဂီတတူရိယာရှစ်ခုထည့်ထားသောအိတ်များမှာမတူကွဲပြားသော ပုံသဏ္ဍာန်ရှိနေကြသည် ထို့ကြောင့်အလွယ်တကူပင်သူမကရှားတွေ့သွားနိုင်ခဲ့သည်တို့တိုင်းအောင်အထုပ်ပုံးများမှာမနေမနှောဖြစ်နေသည်ဒါရီကိုငါတို့ကဘယ်လိုသိရပါမလဲကေကေသည်ကြီးကြီးကဲ့သို့ခြေပြက်လက်ပြက်ထိုင်ပြီးမောပန်းနေလေသည်လက်ကင်တွေတော့ပါတယ်တပြက်စီမှချိန်လို့ရနိုင်မလားကြီးကြီးကပုံမှန်အသိစိတ်ပြန်ဝင်လာပြီးသူမအနာတွင်လာထိုင်သည်ရှစ်ခုကြီးများတော့ဟဲ့ဖြစ်နိုင်မှာမလားအလုံးကိုတည်နိုင်မယ်ထင်လားမထင်ပါဘူး အိုးဟုတ်ပြီငါတို့ဒုတိယတွေကိုလေအဲ့ထဲကနေထုတ်ပြီးတည်ရင်ပေါ့နိုင်မှာတင်နေကီကီသည်သူမနဲ့အနည်းဆုံးအစ်ကိုဖွင့်လိုက်သည်အတွင်းတွင်ပြောင်းလှက်တောက်ပါနေသောရွှေရောင်ဂီတဒုတိယတစ်လက်ရှိနေသည်ပုံစံကကစားကွက်မှကလေးများကစားသောစီရှော့တစ်ခုနဲ့တူနေသည်ဒီတစ်ခုကိုတဘိုးခရာလို့ခေါ်တယ်ဒီအပေါက်ထဲကိုလေးမုတ်ရတာဒါကတော့ trumpet ခရာဒါက trombone ကြီးခရာတဲ့ အာလီမုတ်တူရိယာတွေပဲဒါကတော့တယောဟောဒီတစ်ခုကတော့တယောအကြီးမျိုးရှယ်လိုလို့ခေါ်တယ်ငါ့ကိုဖေဖေကဒီအကြောင်းတွေကိုသင်ပေးခဲ့ပူတယ်ကီကီတီတအိတ်ဘီတအိတ်ဖွင့်ချင်နေခဲ့သည်တူရိယာတစ်ခုချင်းစီသည်ထင်ထားတဲ့ကဲ့သို့တလက်လက်တောင်းနေသည်ဂီတအမှုပညာရှင်များသည်သူတို့ဤတူရိယာနဲ့ပတ်သက်ရင်ဝင်ကြွားခဲ့ကြသည်မှာမမဂျီဂျီနေဒီတရိုးလေးကိုတော့သိနိုင်နေမဟုတ်လားငါက တရော့အကြီးကိုတင်မယ်ဒုရိယာမေကိုတော့ကြီးစင်ငယ်လိုက်ချီနောက်ပြီးတော့တပြည့်စီမှာချိန်ထားကြမယ်ငါတို့ကဟောခုတ်ဖက်အိတ်ထဲကကျိုးတွေကိုဖြူသုံးကြတာပေါ့ကီကီသည်ရှင်းပြရင်ဒုရိယာများကိုချိတ်ဆက်ချီနောက်နေတော့သည်ထို့နောက်သူမက တပြည့်စီတွင်မြင်းမြန်အောင်ချီတုပ်ရင်းပြောလိုက်သည်โอเคជីជីတော်လို့ရပြီအနောက်ကနေတက်ပြီတော့ကီကီသည်တပြည့်စီကိုခွာလိုက်ပြီးတယောကြီးကို သူမ၏ ညပေါင်ပေါ်တွင် တင်ပြေးတရောထူဘိုးတန်ကိုမူဘဲဖက်ပေါင်ပေါ်တွင်တင်လိုက်သည်တရောလေးမှာကြီးကြီးထက်ပြင်းကြီးမားနေသည်သို့တော်သူက သူ့ရဲ့ခြေလေးချောင်းဖြစ်ဖက်ထားပြီးအမီးဖြစ်တစ်ပစ္စည်းအမွေးကိုရစ်ပတ်ထားသည်ကဲပြန်ပြီနော်ကီကီကအော်လိုက်ပြီးတကားပေါက်မှစာထွက်လိုက်သည်သူမအနှောင်းမှခြေသွန်းတူရီယာများတစ်ခုပြီးတစ်ခုကပ်ပါလာသည် လေတိုက်သည်နှင့်ခရာများကအသံမျိုးစုံဆ၍ထွက်လာတော့သည်ထွက်ပေါ်လာသောအသံများကြောင့်ယထာခီးတဲ့များကတအံ့တောဖြစ်ဗရင်းပေါများမှတစဉ်ကြည့်ပြီးလက်ညှိုးထိုးကရွံ့ရွံ့နေကြသည်ဟာကီကီကအာမေတိတ်ပြုသည်ကောင်းကင်ထဲဘာမှစုဖြစ်နိုင်လဲဆိုတာဘလို့မှမသိနိုင်ဘူးတော်တော်ထိုးချတာပဲဟေ့ယုံကြည်မှုအပြည့်ဖြင့်ပြန်တန်းလာတော့ကီကီသည်သူမပေါင်းပေါ်မှချယ်လိုကိုတိခတ်ကြည့်သည် ကြည်သည်လဲတရောချုံးမြောက်ကိုသူရဲ့လက်သေးများဖြင့်ချစ်ကြည်နေသည်ဤသည်မှာသူတို့နှစ်ဦးအတွက်ပထမဦးဆုံးအကြိမ်ဖြစ်ဒုတိယတိခတ်မိခြင်းဖြစ်သည်ထို့ကြောင့်အသက်များသည်တကြွကြည့်ဖြင့်အသေးရချင်စရာကောင်းအောင်ထွက်လာသည်နောက်ထောင်နေပြီသူတဦးတလီရှိနေလင်းပြီးသွားကျိမ့်တက်ခန်းစားရလောက်မည်ကြည်ဒုရိယများသည် လေထဲတွင်ဝက်များတကွိကွိအော်နေသလိုမျိုးအိပ်ပျော်နေကြသောလူတစ်တိုက်မှဟောက်နေသလိုဖြစ် ထူးထူးဆက်ဆက်အသံများစုံလင်စွာ ထွက်ပေါ်နေကြသည်သို့သောတောင်ပိုင်းမှာတိုက်ခတ်လာသောလေပြင်းများနှင့်ရောသွားပြီးစီးချက်ငင်းငင်းဖြစ်သွားကြသည်ကီကေကနှိမ်ချီမြင့်ချီဝိတ်ချီဝိုက်ချီပြန်တန်းတိုင်းမတူကွဲပြားခြားနားသောဂီတသံများစုံစုံလင်လင်ထွက်ပေါ်လာကြသည်မြို့သူအပြင်ဂီတအသံဟုဆိုရင်းမမထိုအခိုက်တွင်ကိုရီကိုမြို့ရှိဇယုံပြင်ပတွင် လူများပြည့်နှက်နေကြသည် ၃နာရီထိုးပြီး၁၀မိနစ်ပင်စွန်းနေပြီတန်ဆုံတီးဝိုက်မှာမဆောင်နိုင်သည်လူ၏ဥကိုလက်ရက်ခေါ်တဲ့ဂီတပွဲဟူရေးထားသောပိုစတာသည်ဇက်စင်၏အလဲတဲ့တဲ့တွင်ချိတ်ဆွဲထားသည်ပိုစတာအောက်တွင်အနုတုခုမဂီတပညာရှင်၈ဦးသည်ပရိသတ်ဖက်သို့မျက်နှာမူပြီးခတ်တီတီနှင့်ထိုင်နေကြသည်သူတို့သည် အပြင်ပန်းမတုံမလို့ရှိနေကြတော့လေစိတ်အတွင်တွင်ကီကီတယောက်သူတို့ဤတူရိယာများကိုချုံချုံမှွေမှွေမှ ည်ယူလာနိုင်ပါမည်လားဟုကြောက်ကြပြီးယာပါရရောက်လေရှာသည်တောကအရောက်ဆုံးမှာယုံပိုင်ကြီးနဲ့ယထာတွဲဆောင်လို့ဖြစ်ကြသည်ငါတို့ကအေးလို့တိတော့မယ်ပွဲကိုမမြန်ဆတ်ထားပါတော့ပရိသတ်ထဲမှာတယောက်ကထောက်ဟောသည်ငါတို့ရေခဲတုံးတွေဖြစ်တော့မယ်မင်းတို့တွေကຫນွေဦးကိုလက်ရက်ခေါ်ကြမှာမဟုတ်ဘူးလားတယောက်ကလည်းခက်ရွရွလောင်လိုက်တော့အခါပရိသတ်များကရီမောပြီးပွဲကြသွားကြသည် ဂီတပညာရှင်တူကထရက်ပေးပြောသည် တင်ဆက်မှုကိုမထခင်မဲစတင်တော့ပါကျေးဇူးပြုပြီးအားလုံးမဲ့နားတော်တာဆင်ဖို့ဆောင်ဆိုင်ပေးကြပါအပြစ်ဖက်မှာအေးတယ်ဆိုပေမဲ့ကျွန်တော်တို့တီးမို့ဖြောပြမှုကိုစတင်လိုက်တာနဲ့တပြိုင်နက်လှပတဲ့တန်စင်များထွက်လာပြီးနားစင်သူအပေါင်းကိုနှွေဦးကာလရောက်သွားတယ်လို့နှလုံးသားများကနှွေထွေးသွားစေမှာပါကျွန်တော်တို့ဟာစိတ်ရောကိုယ်ပါနှိမ့်မြုပ်လို့ကြိုတင်ပြင်ဆင်ပြီးအထူးတလဲလေ့ကျင့်ထားခဲ့ပါတယ် အခုမှတော့အားလုံးအဆင်ပြေချုံးမွေးဖို့အတွက်ကောင်းချီးဩဘာခံယူပြီးဆုတောင်းပါရစေ။ဂီတပညာရှင်သည်ပရိသတ်ကိုတစ်ချက်ဝေ့ကြည့်ပြီးလေချောင်းကို၆ချားဖွဲရာအတန်ထွက်သည့်အထိရှမ်းလိုက်သည်။တခြားဂီတပညာရှင်များကလည်းသူတို့၏စိတ်ဝိတည်ငြိမ်မှုကိုလေချောင်းများအသည့်အသည့်ရှင်းထုတ်ရင်းဖုံလိုက်ကြသည်။ထို့နောက်ခေါင်းများအသည့်အသည့်ငုံပြီးဆုတောင်းဟန်ဆောင်ကြသည်။ ရိသတ်များသည်လည်းသူတို့ဆုတောင်းနေခြင်းကိုအနောက်ရှက်ပြုလုပ်ရင်မသိလျော်ဟုယူဆပြီးတိတ်ဆိတ်နေပေရင်ခေါင်းများအသေးအသေးငုံလာကြသည်ထို့နောက်တူးညင်းလျှစွာသောအတန်တန်ကထွက်လာပါသည်ကြာ တောင်တန်းများကိုလွန်၍မြစ်ကြီးအေရာကိုကျော်ဖြတ်ကပင်နေစီမှလေချုံလိုက်သည့်ပမာဖိတ်ခေါ်နေသည့်ဟန်တီတူဆိုလိုက်တဲ့ကဲ့သို့အတန်တန်ထွက်လာသည်တနည်းဆိုရရင်ဆွမုံကောင်းတောင်း၍ပြေဝသွားသည့်အလားနှွေဦးသည် ရောက်လာခဲ့တော်သည်ပရိသတ်ဘူပါအပေါင်းနှင့်ဂေတပညာရှင်တို့သည်ကောင်းကင်ရန်သို့မှော့ကြည့်ကြပြီးတူးကိုတူးဇွေဇွားဖြင့်အပြက်အလန့်ကြည့်ကြသည် ကောင်းကင်ရံတဲ့ဝင်းတလဲလဲနေရောင်ခြေအကြားတစုံတရာသည် ထုံလင်းတောက်ပစွာ ချင်းကပ်လာနေသည်ထိုအရာသည်ဝိကဝိုက်ကဝဲကဖြစ်ပြန်လာပြီးသူတို့အနာတို့ရောက်လာသည် စောအပိုင်းတွင်ချမ်းစိတ်လာသဖြင့်ကုတ်အင်ဂျီကုံလမ်းမြောက်ကိုဆွဲပင်ထားသူများကိုကိုကျုံရင်ကွေးကွေးကလေးနေကြသူများအစ်ဆက်လာသဖြင့်ဒုနှစ်ဖက်ကိုပွေဖက်ထားရသူတို့များသည်ရုတ်ချီးဆိုသလိုနှွေးထွေးသလိုခန်းစားလာကြရပြီးခြေဆန့်လက်ဆန့်တုပ်လာကြသည်သူတို့အနာတော့ရောက်လာတော့ချုံမြိန်လှသည့်အတန်သားသားများကသူတို့ကိုနှွေးဦးစီတို့ရောက်အောင်ဆွဲခုံနေသလိုခန်းစားလာရသည် သို့သောစင်မောရှိဂီတပညာရှင်ဆိုသူများမှအလန့်တကြားဖြစ်နေသည်သူတို့သည်ဒေါသပုံထပြီးမီဝင်းဝင်းတောက်သုံးမျက်လုံးများဖြင့်အချင်းချင်းကြည်ရင်တီတို့ပြောနေကြသည်ဘယ်သူကဒီလိုတီးခတ်နိုင်တာလဲမကြာခင်တွင် ကောင်းကင်ရမတောက်ပသော အလင်းရောင်တစ်ပွင့်ကိုထင်ရှားစွာမြင်လာရပါသည်မှန်ပါပေသည်ကြီးတူရီယာများကို လေဆွေးတစ်ဖွဲအတန်းလိုက်ချီနောက်ပြီးတည်လာခဲ့သောကီကီနှင့်ជីជីတို့ဖြစ်ကြပါသည် တရှူးရှူးတရှဲရှဲဖြစ်နေသောဂီတပညာရှင်များသည်မတတ်ထရက်ပြီးဇက်ခုံအနောက်ဘက်သို့အမြန်ရောက်သွားသည်သို့မှသာကီကီမြေပေါ်သို့ဆင်းသက်သည်နှင့်သူတို့ဤတူရီယာများကိုပြန်ယူနိုင်ပြီးပွဲကိုစတင်နိုင်မည်မဟုတ်ပါလောရုံပိုင်ကြီးနှင့်တွဲဆောက်တို့သည်သူတို့ဤလက်များကိုအကုံတုံးပြီးဝေယံကကီကီကိုအချက်ပြကြသည်သို့သောကီကီသည်သူတို့အားမမြင်ခြင်းရောက်ဆောင်လိုက်သည်သူမကဂျီတူရီယာတန်ဆုံများအကြားချယ်လိုကိုတိခတ်ရသည်ကိုအင်မတန်ပျော်နေမိလေသည် သူမကလှည့်ပြီးជីជីကိုပြောလိုက်သည်ခဏလောက်ပတ်ပြီးတော့မှပြန်တန်းနေရအောင်ကောင်းလားပေါ့ရထားရဲ့တကားဟာမပွင့်လာသေးဘူးဆိုရင်သူတို့တိတိတောင်ကြာကြာဆောက်နေရအောင်ပါပဲជីជីကတရော့ကလေးကိုထိုးရင်းအပူအပင်ကင်းမဲ့ဟန်ဖြစ်ပြောလိုက်သည် အောက်တွင်ပရိသတ်ကတီတို့ပြောနေကြသည်တဲဟုတ်ပါလားဟာတိုက်မိုက်တဲ့ဂီတပွဲပဲတီလိုကောင်းကင်ရင်ကနေမိုးရွာကြတယ်လို့မျိုးဂီတတန်စင်တွေတုံးဖြောက်လာလိမ့်မယ်လို့မထင်ခဲ့မိဘူး အချို့သူများသည်မျက်လုံးများကိုအပမဲ့ပြီးညံ့ညောင်းလာသောတန်စင်ကိုခံစားနေသည်တချို့ကကိကိကိုလှက်ပြကြသည်တချို့ကစီးချက်များအတိုင်းခြေထောက်များကိုလှုပ်နေကြသည်နှွေဦးအတွက်အစင်တက်လှုပ်ထားရမေဟုတ်တယ်ဒီနေ့မှာတော့ငါအုတ်ထုံမှာခရမ်းရောင်လေးတွေထည့်ပြီးအလှဆင်ကြည့်မေနှွေဦးကာလာကိုရောက်သွားတဲ့ကဲ့သို့လူတိုင်းကစိတ်လှုပ်ရှားသွားကြသည်ထို့နောက်တယောက်ကလက်ခုပ်အောပါဆပ်ပေးလိုက်သောအခါ ကျန်သူများကပါလက်ခုပ်တီးအားပေးကြရင်ဆူညံပွက်လို့ရိုက်သွားကြသည်။ "Okay." ကီကီကဆုံးဖြတ်လိုက်သည်။ "Nga, မြေပြင်ကိုဆစ်လိုက်တော့မယ်။သူမသည်ဂျေးတူရီယာများကိုမြေပေါ်ထိပြီးမညစ်ပတ်စေရန်ဂျိုးကိုရုပ်သိမ်းယူလိုက်သည်။ထို့နောက်ဂီတပညာရှင်များနှင့်ရုံပိုင်ကြီးတို့ဆောက်ဆိုင်နေကြသည့်ဇက်စင်အနောက်တွင်မြင်သာစွာဆင်းလိုက်သည်။ပရိသတ်ကကီကီကိုမတွေ့ရသောအခါပိုးရွှေပင်လက်ခုပ်တံများချေလောင်စွာတီးကြပြီး ပြန်လည်ထွက်လာရန်တောင်းဆိုကြသည်ထို့အခါဇက်စင်နောက်တွင်ဂီတပညာရှင်များကသူမောက်ကိုဖိဟောက်နေသည်တော်တော်နေတာပဲသူတို့ကဂျိုးတွင်ချိတ်ထားသောတူရိယာပစ္စည်းများကိုဖြုတ်ယူနေရင်းကီကီကိုအပြစ်တင်နေကြသည်လေတွေကတော်တော်တိုက်နေလို့ပါကီကီကတင်ငိမ့်စွာပင်ပြန်ပြောသည်ဂီတပညာရှင်များကတူရိယာပစ္စည်းများကိုကောက်ယူပြီးဇက်ခုံပေါ်သို့ဒရော့တော့ပါတက်သွားကြသည်သို့တော်ပရိသတ်များသည် ထပ်ပေါက်များစီအသေးသေးပြန်နေကြပြီတစိမ့်လောက်ခမတစိမ့်လောက်ပြပညာရှင်တယောက်ကအော်ခေါ်နေသည်ပရိသတ်တယောက်ကလှဲလာလေသည်ညိတ်ညောင်းလှပတဲ့တန်စင်အတွက်ကျေးဇူးပါဗျာပရိသတ်ကပြောလိုက်သည်ကောင်းကင်ရံကနေချစ်စရာကောင်းတဲ့ဆုံးမလေးတယောက်ကတန်စင်တွေကိုတဲဆောင်လှပေးတဲ့စိတ်ကူးကတော့တော့ကိုပြောင်မြောက်ပါလေကျွန်တော်တို့မြို့လေးကိုနောက်တစ်ခါလဲအလဲလာပါဦးမြို့ခံပရိသတ်ဤစကားကိုကြားပြီး အနုတုခမဝါယတဘာယင်ဂိတပညာရှင်ကြီးများဇက်အဟောင်းသားဖြစ်သွားကြလိမ့်သည်ကီကီနှင့်ဂျီဂျီတို့သည်တပြက်စီကိုစီးနေရင်စိုင်းလေးစီတို့ပြန်ထွက်သွားကြသည်ဟေးကီကီနေကျေးဇူးတင်စကားဖြစ်ဖြစ်ရလိုက်သေးလားဂျီဂျီကမေးသည်နေဘာလို့ပြောနေတာလဲငါတလောက်ပြောခဲ့တဲ့ဟာကိုဘာလို့ငါကကျေးဇူးတင်ခံနေရအောင်ပါလဲဟဲ့သူမကသူ့ကိုပြောလိုက်သည်နင်ပြောတာမှန်ပါတယ် ကြည်ကြီးကကောင်းတင်ကြီးငိမ့်နဲ့နရွက်ကလေးများထောင်းလာသည်ငါတော့ຫນွေဥတန်စလေးတွေကိုကြားနေတော့ပဲဘာကြောင့်လဲဆိုတော့ຫນွေဥရောက်လာလို့ຫນွေဥတန်စအစ်စ်တွေကိုကြားနေရတာပေါ့ကီကီကခိုရီကိုမြို့ကိုကောင်းကင်မှကြည်နေရင်ပြောလိုက်သည်ငါတို့ဒီကိုရောက်တာတနှစ်လောက်တောင်ရှိနေပြီပဲအစုံအထိလိုက်ပါနတ်စင်ပြီးခဲ့ကြတဲ့သူတူတူတယောက်ချင်းကို အထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ခန်းတွင်မှာကီကီကဘာတွေဆက်ဖြစ်မလဲ။ဘာတွေထပ်ပြီးကြုံတွေ့ရအောင်မလဲဆိုတာကိုဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နှဆင်ပေးကြပါအောင်ရှင်။ Channel ကို Like and Subscribe လုပ်ဖို့လည်းမမေ့ချာနေနော်။ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ကီချူတန်ကနစနေအောင်